ားလုံးပဲမင်္ဂလာပါကျွန်တော်တမရအောင်ရောက်လာပြန်ပြီဗောလေဒီတစ်ပတ်ကတော့နှစ်ကားယုံတင်နဲ့ယောက်ျားတွေကိုစိတ်ကုန်နေရဲ့နှစ်ဝင်တယ်ဗောယောက်ျားတွေကိုစိတ်ကုန်နေရတော့10ခွဲ3ခွဲနှစ်ဝင်တယ်ကတော့တနားကြီး6နာရီဗောပုံမှန်အဖြစ်တော့ကျွန်တော်10နာရီခွဲတင်တဲ့ကားဒီရုပ်ရှင်ကားကိုကြည့်လေးရှိတယ်ဒါဒီတစ်ပတ်ကတော့နှစ်ဝင်တယ်အရန်ဟိုက်ပြီးတော့ကျွန်တော်ကိုယ်လည်းစိတ်ဝင်သွားတော့နှစ်ဝင်တယ်ကြီးကိုရွေးချက်လိုက်တယ်ဗောလေထူးထူးချင်းကြပြဒီကားကလက်မှတ်ဝယ်ဖို့တော့မှကျွန်တော်15မိနစ်20လောက်တန်းစီလိုက်ရတယ်ဗောလေ အဲ့လိုတန်းစီရဆိုလို့ရှိရင်ကျွန်တော်ဒီမင်းစာလူပရိုဂရမ်ရိုက်တဲ့တောက်လျှောက်မှာညီသားကတော့အချောင်းချောင်းကျွန်တော်မတင်ပြည့်ဘူးပေါ့လေညီသားရယ်နောက်ပြီးတော့ညမင်္ဂလာရယ်အခုတတိယမြောက်ကတော့နတ်ဝင်တယ်ပေါ့တပတ်နှစ်ပတ်လောက်ကတော့နောက်ထပ်နှစ်ပတ်သုံးပတ်နှစ်ပတ်လောက်ကတော့တည်ကြမှထင်တယ်တတိယအောင်ပါအဲ့တော့ဒီကားကတော့ဒါ online ပေါ်မှာလည်းအရင် hype နေရယ်မင်းသမီးကတော့ဝုံမုံရွှေကြီးပေါ့လေဝုံမုံရွှေကြီးကလည်းကျွန်တော်ဒီ program ရိုက်တဲ့တောက်လျှောက်မှာဒါသူကဒုတိယမြောက်ကြည့်ဘူးတာပေါ့ပထမကားကတော့တိမ်မကြည့်ပေါ့အဲ့ကားထဲမှာလည်းတေးဥဆောင်တာတော်တော်လေးကောင်းတယ်ဒီကားမှာလည်းသူတော်တော်လုပ်ပြမယ်လို့မျှော်လင့်လာရယ် အဓိကကတော့ပိုစတာကြည့်ရနေသိမှာပဲမင်းသမီးဆက်တခြားလူတွေအကုန်လုံးထက်သူမျက်နှာ၃00ကျော်ပါတာဆိုတော့သူကားပဲပြက်မှာပဲပေါ့လေပါတဲ့တရုတ်ဆောင်တွေကတော့မင်းသားကတော့အလင်းရောင်ပြီးတော့ဗျနေထက်လင်းညီနန်ကချာလီမျိုးတန်တာကွန်ခူးဆောင်သားရဲဒါဝိုင်းရဲတရုတ်ဆောင်တွေအများကြီးပါတယ်ပေါ့လေဇလန်ကတော့သူတို့ပြောတာကတော့နောက်ဝင်တယ်ဆိုတော့မီဒီယံပေါ့ပရာလောကနဲ့ဆက်သွယ်နိုင်တဲ့ဟာပေါ့လေအဲ့တော့ကျွန်တော်ထရီလာကြည့်ပြီးအရင်ခံမှန်းကြည့်မယ်ဗျာ ဘုံမောင်ရွှေကြီးကအဲ့ရွာသူလေးပေါ့လေအဲ့ရွာမှာသူကအရင်တည်းကဒီဖရာလောကသားကြီးနဲ့ဆက်သွယ်နိုင်တယ်ဆက်သွယ်နိုင်တဲ့အစွမ်းရှိတယ်အဲ့ထဲမှာဗီလင်ကဘာလို့ဖြစ်မလဲဆိုလို့ရှင်မျိုးတနာထုံးဖြစ်လိမ့်မယ်အဲ့တော့မျိုးတနာထုံးလုတ်တဲ့ဟာတွေအကုန်လုံးသူကလိုက်ဖော်ထုတ်တာပေါ့လေတေရွာရဲ့လူတွေကဝိညာဉ်တွေကသူ့ဆက်သွယ်မယ်အဲ့ဝိညာဉ်တွေဆက်သွယ်တိုင်းမှာပဲသူကအဲ့ဝိညာဉ်ရဲ့ဘာလို့ပြောမလဲအမူအရာပေါ်မူတည်ပြီးသူ item တွေလုတ်ပြမယ်ပေါ့အမူအရာတွေပြောင်းလဲမယ်ပေါ့လေအဲ့ဒါပေါ့အခြေခံပြီးတော့မှဘလို drama ကြီးချုံးမလဲပေါ့ကျွန်တော်ဖြစ်စေချင်တာကတော့ဗျာ horror ကားဆို horror ပဲရိုက်လိုက် ခါသားကြီးမယောနဲ့ပေါ့လေအဲ့လိုပဲဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ဒရိုက်တာကတော့ဝင်းလင့်ထပ်ပေါ့အရင်တစ်ပတ်ကလည်းရှေ့တစ်ပတ်ကလည်းကျွန်တော်ဒရိုက်တာဝင်းလင့်ထပ်ရုပ်ရှင်ကားကိုပဲလာကြည့်သားရတာအတူပေါ့လေအဲ့ကားကလည်းဒီရှမ်းပြည်ကလောပင်းတရားဘက်မှာခြိုက်ထားတာပေါ့ဒီကားလည်းအဲ့လိုမျိုးကလောပင်းတရားဘက်မှာခြိုက်ထားတာဆိုတော့ဘယ်ကောက်အရင်သွားရည်လေတော့မသိပါရုပ်ရှင်တစ်ကောက်ကိုသွားရည်ပြီးမှဒီနေရာမှာ location ကောင်းတဲ့ဟာငါတို့နောက်တစ်ကားရိုက်မယ်ဆိုပြီးစဉ်းစားပြီးတော့ရိုက်ထားဖြစ်မယ်ထင်တယ်အဲ့တော့လူလာမျိုးမသိဘူးရင်ကြည့်ကြည့်လာအောင်နော်။ဇန်ညုံအောင်ကြောက်ဖို့ကြံခဲ့သေးတယ်။ဇန်ညုံကလည်းမိုးနီလင်ဆိုတော့ဇန်ညုံမိုးနီလင်ကားကြီးလည်းကျွန်တော်တခါမှမကြည့်ဘူး။ဒါဒီ program ကတော့ပထမဆုံးကားပေါ့လေ။ အဲ့တော့ဘယ်လိုလာမလဲကြည့်လိုက်အောင်ပါပြီးမှကျွန်တော် review ပြန်ပြောပြအောင်ဒင်းကောင်ကဝိညာဉ်နဲ့တဲတွေမွေးပြီးတော့ခိုင်းစားနေရတယ်နော်အစားလာတော့ဟဲ့နောက်ဝင်တဲ့ရုပ်ရှင်ကားတော့ကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်သဘောကျတယ်ကောင်းတယ်အရင်ဆုံးအနေနဲ့ဇလန်းကိုပြောချင်တယ်ဗျာဇလန်းကတော့ဗျာကျွန်တော်ယုံနေမှုဝင်ငွေမှာခံမှန်းသွားတာတော့အမှန်လေမျိုးတန်တာထွန်းကတော့ villain ဒါသမုံရွှေကြီးကတော့မင်းသမီးပေါ့ဗျနှစ်ဝင်တယ်ပေါ့အဲဒါပေမဲ့ဒီဂျားရဲမှာဖြစ်သွားတဲ့ဒရမာဟာလေးကြီးကတော့တချို့ဟာလေးကြီးကတော့ခံမှန်းလို့မရဘူးဗျဘယ်လိုပြောမလဲဇာတ်လမ်းကိုစုံးတဲ့အထိစိတ်ဝင်စားသွားနိုင်အောင် ရှိုင်းနိုင်နေတယ်ပေါ့လေပြီးတော့ဗျာအဲ့မှာဗျာကျွန်တော်တို့ရိုးရယူဆိုင် delay တွေကိုသူတို့ထည့်ရိုက်ထားတယ်အဲ့ဒါကြီးအကုန်လုံးကလည်းသူတို့တေချာ research လေးလုပ်ပြီးရိုက်ထားတာထင်တယ်ဗျာသူအချက်လက်လေးပြောရလေမိုက်တယ်ပေါ့ဗျာကျွန်တော်မြင်မှုနေကြပုံစံတွေတွေ့မှုနေကြပုံစံတွေနဲ့မဟုတ်အောင်ရိုက်ပြသွားတယ်ပေါ့ကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှိရင်ဗျာဒီအောက်လန်းပညာရဲ့အထက်လန်းပညာဟာတွေကဒီ series တွေမှာပဲတွေ့ရတာအများကြီးပေါ့လေအဲ့ဒါကိုရုပ်ရှင်ကားကြီးထဲမှာထည့်ရိုက်ထားတယ်ပေါ့ရိုက်ထားတဲ့အချိန်မှာခန်းခန်းနားနားနဲ့တော်တော်လေးကြည်ကောင်းအောင်ရိုက်ထားတယ်ပေါ့လေအဲ့ဒါဇလန်ကတော့ကျွန်တော်သဘောကျတယ်ဒါပေမဲ့လည်းတစ်ခုရှိတာကတော့ပုံဝင်လင်းဝင်ခိုင်းမှာဆိုလို့ရှိရင်ဗျာဇလန်ရဲ့သုံးပုံတစ်ပုံတော့မှကျွန်တော်ဒီရုပ်ရှင်ကားကိုစိတ်ဝင်စား တာရှေးပိုင်းစင်းနေတာကျွန်တော်တိတ်သဘောမကျအောင်တမျိုးကြီးပဲဗျာတည်မလားရုပ်ရှင်ကားထက်ဇလန်နဲ့ပူဆန်နေရလို့ခံစားရတယ်ပြီးတော့နောက်တစ်ခုကကျတော့ဝုံမုံရှိရီကာရိုက်တာပေါ့လေဝုံမုံရှိရီကာရိုက်တာစိတ်ဝင်စားဖို့မကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့ဗျာဒီနောက်ဝင်တဲ့တယောက်ဖြတ်သွားပြီဆိုလို့ရှင်သူကအော်တိုကြီးအတလူကြီးချွတ်သွားတယ်ဗျာအတလူကြီးအစွမ်းနေရှိသွားတယ်ပေါ့ အဲ့လိုမျိုးနောက်ဝင်တဲ့အစွမ်းမရှိခင်အောင်သူ့ဘဝကဘယ်လိုဖြတ်သန်းခဲ့လဲဒီနောက်ဝင်တဲ့တယောက်ဖြစ်ဖို့အတွက်သူဘာတွေပေးဆက်ခဲ့ရလဲအရင်ကနေမတူရဲ့ဟာမျိုးအဲ့အဲ့လိုဟာမျိုးလေးတွေထည့်ရိုက်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းမယ်ထင်တယ်အဲ့ဒါနဲ့ပတ်သက်တဲ့စီးနေတော့မပေါဘူးပေါ့လေအဲ့လိုပိုင်တော့ဇလန်းကလည်းလေးကိုပူရှီသွားမှာပေါ့အခုတော့မှကျွန်တော်တနာကြီးပွဲကြည့်ရဲ့အချိန်မှာကျွန်တော်ထွက်လာတဲ့အချိန်မှာသုံးနာရီထိုးခံနေပြီဗျာတနာကြီးနဲ့မိနစ်90လောက်ရှိမှထင်တယ်ဇလန်းကဒါပေမဲ့နောက်တဲ့10မိနစ်15မိနစ်စာတော့အဲ့ဒါလေးနည်းနည်းလေးပြလိုက်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းရှိပြီးသားစီးနေရတချို့အခန်းတွေကို short ချပြီးအဲ့ဒါလေးထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဝုံမုံရှူရဲ့ character ဒီထက်ပိုပြီးတော့ ိကောင်းမယ်လို့ထင်တယ်။နောက်ပြီးတော့ဒီမျိုးသဏ္ဍာန်ထွန်းရဲ့ character ပေါ့လေ။မျိုးသဏ္ဍာန်ထွန်းရဲ့ character ကိုလည်းတိတ်ရာရှေ့ပိုင်းမှာဗျာ။သူကနည်းနည်းရွာလူကြီးကလေးစားတဲ့ဆိုရဲဟာလောက်ပဲပြထားတယ်။နည်းနည်းအစွမ်းထက်တဲ့ပုံစံမျိုးမပေါ့ဘူးပေါ့လေ။အဲသူနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပို့ပြီးတော့အဲ့လိုမျိုးသူ့အကြောင်းပေါ်ပြတဲ့ဟာမျိုးလေးနည်းနည်း9မိနစ်10မိနစ်စာလောက်ထည့်ရိုက်ဒါဆိုလို့ရှင်တော့ပူကောင်းမယ်လို့ထင်တယ်ပေါ့ဒါတော့ဇာတ်လမ်းနဲ့ပတ်သက်ပြီးကျွန်တော်မြင်တာပြောပြအောင်နောက်တစ်ခုကတော့ဒီကက်စတန်ပေါ့လေသူသူရွေးထားတဲ့တယုတ်ဆောင်တွေပေါ့ဥပမာပြ ဝင်းမောင်ရွှေကြီးကားဆိုကျွန်တော်အဲ့တိတ်မကြီးကြည့်ဘူးရယ်ပေါ့လေအဲ့ကားထဲမှာဆိုလို့ရှင်လဲသူရွေးထားတဲ့ casting တယုတ်ဆောင်တွေကသူ character နဲ့သူပတိပဲဒီကားထဲမှာလဲသူရွေးထားတဲ့ casting တွေကပတိပဲဗျာဒါသူကိုရန်ကပဲဒါထောက်လို့သူဆိုတော့သူကိုရန်ကပဲရွေးချယ်ရလားဒါမှမဟုတ်လို့ရှင် driver ကပဲရွေးချယ်ရလားဘယ်သူရွေးချယ်လဲတော့မသိဘူးဒါမဲ့ကွက်တီဖြစ်နေရအောင်တွေ့ရတော့သဘောကျမိတယ်ဗောလေပြီးတော့ဗျာကျွန်တော်ဒီယုံနှဲဝင်ငင်တော့ပြောသွားတာရှိတယ်ဒီမှာနာမည်ပါလားဆိုတော့ဒီမှာတော့နာမည်မပါဘူးဒီမိသန်းသူလည်း အထမ်းပါတယ်ဗောလေတကယ်ဆီယာမာကြီးကန်းကပါတာသူသူကရိုက်တာနဲ့ကွက်တီပဲနောက်နေထက်လင်းဗျာဟာနေထက်လင်းကရိုက်တာဆိုဒါတောင်းတောင်းဗျာနေထက်လင်းရုပ်ရှင်ရိုက်တာရှားတယ်ဗျာဒါပေမဲ့ဒီကားထဲမှာပါတာဆိုရွာတကြီးခန်းဩဇာအာဏာရှိတဲ့ပုံစံမျိုးအဲကွက်တီပဲနောက်ပြီးတော့အလင်းအောင်ဗျာအလင်းအောင်ဆိုလို့ရှင်လဲ လုံးဝသူတေယုတ်ဆောင်ရတဲ့ပုံစံနဲ့မူမူလေပုံစံနဲ့ကွက်တီဖြစ်တယ်ဗောလေဟိုသဘောကျရယ်ဗျာသူလူရွေးချယ်သွားတဲ့ဟာကြီးအကုန်လုံးကွက်တီပဲဒါဝင်းမုံရွှေကြီးနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဆက်စချင်းဝင်းမုံရွှေကြီးပေါ်တော့ဆိုလို့ရှိရင်ကျွန်တော်ထင်တာကသူကရုပ်ချောလို့မင်းသမီးဖြစ်တယ်လို့ပဲကျွန်တော်ထင်တာဗောလေဒါကျွန်တော်အမြင်ပြောပြမဟုတ်ရင်အားဆိုလို့ရှိရင်တော့နောက်ပိုင်းမှာတော့သူတေယုတ်ဆောင်ကောင်းလာတာတွေ့ရတယ်ဒါပေမဲ့ယုံမှာတကူတကလာကြည့်ရအောင်အထီးတော့ကျွန်တော်အာရုံမရှိဘူးဒီဒီ program ရိုက်တော့မှပဲကျွန်တော်ရှေ့မှာတကားကြည့်ရဒီကားကြည့်ရကြည့်ရချိန်မှာနှကားလုံးကမင်းသမီးကားကြီးပဲသူကဒီရုပ်ရှင်ကားတကားကို carry လုပ်နိုင်တဲ့အစွမ်းရှိရဗျဟို ဒါသူမတကယ်ခေါင်းဆောင်တွေမှာလုပ်ပြီးတော့တခြားသေယုတ်ဆောင်တွေအကောင်လုံးကရန်ပြီးရန်ပြီးတဲ့အချိန်မှာလဲသူ့ထက်ဝိုင်းရင်သေယုတ်ဆောင်တွေကလည်းသူ့ကိုပံ့ပိုးပေးတယ်သူ့ထက်သူ့နောက်သူ့လောက်ဝိုင်းရင်မဟုတ်တဲ့သေယုတ်ဆောင်တွေလို့သူကပြန်ပြီးဆွဲခေါ်နိုင်တဲ့အစွမ်းရှိအောင်တွေးရတယ်ဗောလေပြီးတော့နောက်ထပ်သဘောကျတဲ့အချက်တစ်ချက်ကတော့ငါမင်းသမီးငါကားဆိုပြီးတော့အခန်းတိုင်းမှာသူပါခြင်းမလို့တခြားသေယုတ်ဆောင်တွေအကောင်လုံးလုတ်ခွင့်ပေးတယ်ရှင်တန်ခွင့်ပေးတယ်ဗောဗျာဟိုပါဗျာအရေးပါတဲ့စကားမျိုးတွေအပြုမှုမျိုးတွေလုတ်ကွက်မျိုးတွေဆိုလို့ရှိရင်သူဝင်လုပ်လို့ရတယ်ဗျာ ဇလန်သဘောတရားရတော့ပေါ်ကောင်းပေါ်သွားနိုင်တယ်ဒါပေမဲ့သူ့ character ကတော့ပူပေါ်သွားနိုင်တယ်အဲ့လိုဟာမျိုးတွေမှာသူနေရာတကာတိုင်းဝင်ပါမနေဘူးတခြားလူတွေအကောင်လုံးကပါသူ့နေရာနဲ့သူလှုပ်ခွင့်ပေးတာရယ်အဲ့ဒါတော့ကျွန်တော်တကယ်ရှင်းကျူးကြပါတယ်ဒီကားထဲမှာပါရဲသေယိုးဆောင်တိုင်းကပေါ့လေသူ့နေရာနဲ့သူအဆင်ပြေရယ်ဗျာတကယ်ဘယ်လိုပြောမလဲ character နဲ့ဇေယုံနဲ့ quality ပဲအဲ့ဒီထဲမှာမှာအကြိုက်ဆုံးတစ်ယောက်ကိုရွေးပါဆိုလို့ကျွန်တော်ကတော့သူ့ဆောင်ကိုရွေးကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူပါရဲ scene တွေကနည်းတယ်နည်းပေမဲ့ သူပါရဲ့စင်နဲ့စိတ်ဝင်စားဖို့ခေါင်းတယ်ပြီးတော့ဒီဇလန်ကြီးတစ်ခုလုံးဖြစ်လာတယ်သူ့ကြောင့်လို့တော့ပြောလို့ရတယ်ဗောလေနောက်ပြီးတော့ဗျာတောင်းတောင်းသူများရဲ့တေးယုံမဆောင်ကျင်တဲ့ဇယုံမျိုးစိတ်နဲ့ပြီးတေးယုံဆောင်တာဗျာကျွန်တော်သာအကယ်ဒမီစုပေးလို့ရလို့ရှိရင်သူ့ကိုဇက်ဖို့အကယ်ဒမီပေးချင်တယ်ဗောလေသူ့ကိုသဘောကျတယ်သူတေးယုံဆောင်တာအကောင်းဆုံးပဲကျန်တဲ့အကောင်းဆုံးလည်းအကောင်းတယ်သူပြီးရင်တော့ဒုတိယအကြိုက်ဆုံးကတော့ဝင်းမုံရွှေကြီးဗောလေဝင်းမုံရွှေကြီးရိုက်တဲ့အကားကြီးဘယ်လိုရှင်ဗျာဘယ်လိုပြောမလဲ quality ပုံစံထွက်တယ်ဗောလေသူလည်းကျွန်တော်ကြည့်ဘူးရဲ့မင်းသမီးတွေမှာတော်တော်လေး ဘယ်လိုပြောမလဲဒီ program ရိုက်တဲ့အချိန်မှာကျွန်တော်တော့ရှော့ကြည့်တယ်ပေါ့ကြည့်တဲ့ကားကြီးမှာသူပါရဲ့ကားရံထူးခြားတာဗျာထူးခြားရဲဆိုတာဗျာအရင်တိမ်မကြီးကားမှာဆိုလို့ရှိရင်သူ karaoke ဆိုရဲ karaoke မဟုတ်စင်တင်ဆိုရဲအချိန်မှာဆက်စားခြင်းမှာခြေတော်လေးတုပ်ပြီးဆိုရဲအချိန်မှာ show show ရှန်းတန်းဖြစ်နေတယ်နောက်ပိုင်းမှာကျတော့သူအသားကြွားသွားပြီဆိုပုံစံနဲ့ AC ဖြစ်သွားတယ်ဘာမှမဟုတ်တဲ့အသေးစိတ်လေးပဲသူကအသေးစိတ်လေးအားစား view site တယ်ဒီကားရံမှာဆိုလို့ရှိရင်လည်းသူလုံးဝတဲ့ဆက်စားဖြစ်ခြင်းမှာနည်းနည်းအတန်ကဩစာတန်မမပါဘူးပေါ့လေနောက်ပိုင်းမှာကျတော့မျက်နှာကြီးပါကြီးအားစား ်နည်းနည်းဩဇာအာဏာရှိတဲ့ပုံစံမျိုးပြောင်းသွားရင်အသေးစိတ်လေးတွေကစားသူဂယူဆိုင်တယ်ပေါ့လေအတူကြောင့်မွဲပဲလား driver ဝင်းလင်းထက်ကအသင်ပြကောင်းလို့လားတော့ကျွန်တော်မသိဘူးပေါ့လေနောက်ပြီးတော့ပြောစရာတစ်ခုရှိတာဗျာသူဒီကားကိုခန်းခန်းနားလားရိုက်နိုင်တယ်ဆိုတော့သူတနှစ်မှတကားလောက်ရိုက်တာဆိုတော့သူ့မှာအချိန်နဲ့ပတ်စံရှိရယ်ပေါ့လေဒါပေမဲ့အချိန်နဲ့ပတ်စံဘယ်လောက်ရှိရှိကာယကရှင်ကိုယ်တိုင်ရဲ့စူးစမ်းအထောက်မှုနဲ့စိတ်ပါဝင်စားမှုမပါလို့လို့ရှင်လုတ်ပြနိုင်မှာမဟုတ်ဘူး ဲ့ဒီတော့သူကတော့တခြားမင်းသမီးတွေမင်းသမီးအားလုံးထဲမှာပါနည်းနည်းထူးခြားရင်မင်းသမီးတွေတက်လက်ဆိုတော့ကျွန်တော်အသိမှတ်ပြုပါတယ်ဒီဒီနေ့မှာအကယ်ဒမီဒါဒီကသူဘယ်လိုပြောမလဲအကယ်ဒမီစုတွေမှန်းလို့ရရယ်ဆိုပြီးမီဒီယာကြီးကပြောနေကြရယ်ပေါ့လေကျွန်တော်တော့မသိဘူးကျွန်တော်သိရတော့ဒီကမှာတော့သူကတော့ခေါင်းဆောင်မင်းသမီးနေရတော့အကယ်ဒမီမှန်းလို့ရတယ်မနေ့တော့လည်းသူရတာရယ်ပေါ့လေအဲ့တော့ဒီနေ့သူထက်ရမလားဆိုတော့စောင့်ကြည့်ရမယ်ဗျနောက်ထပ်ချီးကျူးကျင်တာကတော့ဒီ driver ဝင်းလင်ထွက်တဲ့ ဒီ script ပေါ့လေမိုးနီလွင်ပေါ့ဒီအထူးသဖြင့်တော့အဲ script ဆိုလို့ရှိရင်ဗျာအလင်းရောင်နဲ့ပတ်သက်တဲ့ plot twist တစ်ခုဆိုလို့ရှိရင်လူတန်းကလည်းယုံထဲမှာရှိတဲ့လူတွေအကုန်လုံးကလည်းအဲ့တခမ်းမှာဆိုလို့ရှိရင်ဟာသူဘာဖြစ်သွားညာဖြစ်သွားဆိုအားလုံးသိနေအားလုံးသိပြီးသားဟာယူမှာနောက်ဆုံးဖြေချသွားတဲ့အချိန်မှာအော်အဲ့လိုပါလားဆိုပြီးတော့ဖြေချသွားတယ်ပေါ့လေရေးတာလေမိုက်တယ်ပေါ့နောက်ပြီးတော့ဒီ driver ဝင်းလင်းထပ်ကောနောက်ပြီးတော့ဒီ production team တစ်ခုလုံးပေါ့လေသူတို့တေချာလေး use site ထားတာတော့တွေ့ရတယ်ဒီကိစ္စမှာ night scene တွေတော်တော်များတယ်အသေးချာကိုပြင်ဆင်သွားတယ် ရိုက်ကွက်တွေလည်းလှတယ်အဲဒီဝင်းမုံရွှေရင်နဲ့အလင်းရောင်နဲ့ထိုင်တဲ့နေရာလေးတနေရာရှိတယ်ဗျာဒီဘယ်လိုပြောမလဲချောင်းလေးလားမသိဘူးကွာကန်လေးပေါ့လေအဲကန်လေးထဲမှာရိုက်ထားတဲ့ဆင်းကိုပဲသူတို့နေခင်းမှာအရန်လှအောင်ရိုက်ပြတာပြီးလဲပြီးတော့နောက်တစ်ခါကျတော့ညဘက်မှာပါလှအောင်ရိုက်ပြသွားတာတို့ကျွန်တော်ထင်တာတော့ငါတို့ရိုက်ပြနိုင်တယ်ဆိုပြီးတော့သူတို့လုံးပြတယ်ပေါ့လေအမှန်မှန်မဟုတ်ဘူးညဘက်မှာရိုက်တာလဲအကြောင်းရင်းရှိတယ်အဲအဲ့လိုအဲ့လိုမျိုးလေးပေါ့လေမိုက်တယ်ဗျာဒီဘယ်လိုပြောမလဲ production team ပေါ့ဒီရေးတဲ့လူတွေရိုက်တဲ့လူတွေအကောင်လုံးမှာညီတော့ကြည့်လို့တော့ကောင်းတယ်ပေါ့ ဒါကတော့ကျွန်တော်ကြိုက်တဲ့အချက်တွေအကုန်လုံးပြောရတာမကြိုက်တဲ့အချက်လေးတွေတော့နည်းနည်းပြောမယ်ပေါ့နော်မကြိုက်တဲ့အချက်ကတော့အစောပိုင်းမှာပြောသလိုပဲဘုမုံရွှေကရိုက်တာအတလူကြီးကြီးစွမ်းပြီးတော့ဒီမျိုးတန်တော်တို့ကရိုက်တာကလည်းအတလူကြီးကြီးစွမ်းနေတယ်ပြီးတော့ရှေ့ပိုင်းကပါတဲ့တချို့ဇက်ဝင်ကန်းတွေကဇလန်းနဲ့ဘယ်လိုပြောမလဲဇလန်းနဲ့ပေါင်အတင်းဖြည့်ဆွတ်ထားသလိုဖြစ်နေတယ်မလို့အပ်ဘူးပေါ့လေနောက်ပြီးတော့ဗျာဒါဒရိုက်တာဝင်းလင်းထက်ကစတိုင်လာမသိဘူးညနာနာကိုအတင်း close up ကြီးဆွဲပြီးတော့ညနာကြီးမဲ့ကောင်ရက်ကလုတ်ပြရယ်ပေါ့လေ အဲအဲ့ဒါပြောရမယ်ဆိုလို့ရှိရင်ဒီမှာဝုံမုံရွှေတရေဝင်ပူရဲ့အခန်းလေးပါကြီးပါဆိုအဆင်ပြေပေးမှာဗျာခြေပိုင်းမှာဒီဟာသအခန်းလိုဟာမျိုးမှာအဲ့လိုမျိုးကြီးဆွဲပြီးပြောတာကြီးကတော့မပါလဲရရလို့ထင်တယ်ပေါ့လေအဲ့ဒါနည်းနည်း easy ရဲပေါ့ဇလန်းအောင်နောက်ပြီးတော့တချို့အခန်းလေးမှာဆိုလို့ရှိရင်ဗျာဒီစကားနည်းနည်းများရဲဒီတေးရှာ setting လေးပါကြီးစင်နိုင်းရဲ့အတွက်ဒီ scene လေးကကြည့်လို့တော့လှတယ်ဒါပေမဲ့လူရာထပ်ပူနေရလို့ထင်တယ်ပေါ့ တော့နောက်ဆုံးဆက်သိမ်းမှာဆုံးမစကားပြောသွားတယ်ပေါ့လေဆုံးမစကားကြီးမပြောနဲ့ပေါ့အဲ့လိုမျိုးဆိုလို့ကျွန်တော်တော့သိမ်းမကြိုက်ဘူးပေါ့လေကြိုက်ရင်တခြားလူတွေရောကြိုက်ရင်ကြိုက်မှာပေါ့ဒါကတော့ကျွန်တော်တကူရောခံစားကြရကျွန်တော်မကြိုက်တဲ့အချက်လေးပြောပြတာပါဘယ်လိုဖြစ်ကောင်းပါလဲတခြားညမာရုပ်ရှင်စကားကြီးနဲ့မတူဘဲနဲ့တမေယူကြနဲ့ क्वे ထွက်တယ်ကျွန်တော်သာဆိုလို့ရှိရင်တော့ဝင်းမုံရှိကရိုက်တာကိုပဲတည်ပြီးတော့ဇလန်ရဲတစ်ခုထပ်ရိုက်မှာဗျာ6ဘိုင်းသုံးမို့10ဘိုင်းသုံး10ဘိုင်းလောက်ပေါ့လေသူ့အမေကိုတတ်သွားတဲ့လူစုကပေါ်လာပြီးတော့အောက်လန်းဆရာမကြီးကပေါ်လာပြီးအောက်လန်းဆရာကြီးကပေါ်လာပြီးတော့သူနဲ့ပညာပြိုင်ကြရပြီးအဲ့လိုမျိုးဆိုစိတ်ဝင်စားဖို့ကောင်းပါထင်တယ် rating နေနဲ့ပေးဆိုလို့ရှင်တော့ကျွန်တော်10မှာ10လောက်ပေးကြပါတယ်ကျွန်တော်ကြိုက်ပါတယ်ဒီကောက်ရှာရှာပါပါကြိုက်တဲ့ရုပ်ရှင်ကားကြီးမှာပါတယ်ဗောလေကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါ